ဆယ်ကျော်သက်ကောင်းလေးတယောက်ဟာကဘာမြေပေါ်ကိုရောက်လာတဲ့ဂျိုသားတွေနဲ့တွေ့ဆုံခဲ့ပြီးသူတို့ဘာကြောင့်လာခဲ့တာလဲဆိုတာကိုသိကျင်တဲ့စိတ်နဲ့မေ့ကြည့်တဲ့အခါဂျိုသားတွေရဲ့အဖြေကသူ့ကိုအံ့ဩထိတ်လန့်သွားစေခဲ့ပါတယ်။1989ခုနှစ်စပိုင်းမှာကားဆိုတဲ့လူတယောက်ကအလောက်ကနေအိမ်ကိုပြန်လာရင်အလတ်စကားပြီရန်ကဲမြို့ကနေထွက်လာခဲ့ပါတယ်။သူကားကိုမောင်းနေတော့ရုတ်တရက်ကြီးသူ့ရှေ့မှာသွားနေတဲ့တငယ်ချင်းတွေမောင်းနေတဲ့ကားကိုကောင်းငင်ကတစ်ခုခုကမျှဥ်သွားတယ်။ တငယ်ချင်းတွေရဲ့ကားကသူ့ရဲ့ကားပေါ်ကိုပြန်ကျလာပါတယ်သူကတငယ်ချင်းတွေကိုကူညီဖို့ကားပေါ်ကနေဆင်းလာခဲ့ပါတယ်အဲ့ဒီအချိန်သူကောင်းပေါ်ကို UFO တစ်စင်းပြန်တန်းနေတာကိုတွေ့လိုက်ရပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူထွက်ပြေးနေတော့သူ့အပေါ်မှာ UFO ကလိုက်နေခဲ့ပါတယ်ရုပ်တရက် UFO တွေကအလင်းသားတစ်ခုထွက်လာပြီးသူ့ကိုကဘာမြေကြီးပေါ်ကနေဆွဲတင်လိုက်ခါခန္ဓာကိုယ်တစ်ခုလုံးမလုံရှားနိုင်အောင်ဖြစ်သွားစေခဲ့ပါတယ်1989ခုနှစ်ပုံစံမျိုးကအခုလက်ရှိခေတ်မှာလဲထပ်ဖြစ်လာခဲ့ပါတယ်အိုင်းဆက်လို့ခေါ်တဲ့လူငယ်လေးတယောက်ဟာ သူအလုံးလုံးတဲ့နာဆာရဲ့ဂျက်လီယင်လောင်စာတစ်ခွဲခန်းကိုရောက်လာခဲ့ပါတယ်။သူနဲ့သူတငယ်ချင်းဘက်တိုဟာဂိမ်းတစ်ခုကိုကစားနေခဲ့ကြပါတယ်။ဘက်ကနာဆာရဲ့ဂျူရူတွေကိုအသုံးပြုပြီးအချက်ပြစကနယ်လှိုင်းတစ်ခုကိုထုတ်လွှင့်ခဲ့ပါတယ်။အိုင်ဇက်ကအဲ့ဒီစကနယ်ကိုရှာရမှာဖြစ်ပါတယ်။အိုင်ဇက်ကစကနယ်ကိုအလွယ်တကူရှာတွေ့သွားပေမဲ့ဘက်ကဒါကငါပိုးလိုက်တဲ့ဟာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။သူတို့စူးစမ်းကြည့်တဲ့အခါဒီချက်ပြတဲ့ဟာကနေဒါနိုင်ငံနေရာကလာတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ထူးဆန်းတာက အဲ့ဒီနေရာမှာမှတ်ပုံတင်ထားတဲ့ဂျိုရူးတွေမရှိတာပါပဲစားကျင်နောက်ကျင်တဲ့စိတ်နဲ့အိုင်ဇက်ကဒီချက်ပြရဲ့မိတူတခုကိုပြန်ပို့လိုက်ပြီးဘက်ကိုနောက်မှရှာခိုင်းမှုဒီတိုင်းထားလိုက်ပါတယ်ညာဘက်ရောက်တော့အိုင်ဇက်ကွန်ပျူတာနဲ့အလုံးလုံးနေရင်သူ့ဆက်ထဲကိုအာဂါသာတဲကဘယ်ကမှမသိတဲ့နေရာကနေအချက်ပြတခုဝင်လာခဲ့ပါတယ်အဲ့ဒီထဲမှာကုတ်တွေအများကြီးပါဝင်နေပြီးဘာလို့ညညနေမှန်းမသိရပါဘူးအိုင်ဇက်ကဒီချက်ပြကိစ္စကိုအရင်သိကျင်နေခဲ့ပါတယ်သူ့ရဲ့ကြံပေးပညာရှင်က ဒီနေ့ကစပြီးဗီဒီယိုမှတ်တမ်းတစ်ခု စပြီးမှတ်ထားဖို့အကြံပေးလိုက်ပါတယ်။ဒါနဲ့အိုင်းဇက်ကသူ့ကင်မရာကိုဘယ်တော့တော့ယူသွားဖြစ်လာပါတယ်။ဒီနေ့မှာတော့အိုင်းဇက်တောင်တက်ပြီးပြန်လာတော့ဗီဒီယိုမှတ်တမ်းရိုက်နေရင်သူထိုင်နေတဲ့နေရာနာကိုအောက်ကာကဲတစ်ခုပြုတ်ကျလာခဲ့ပါတယ်။ချက်ချင်းဆိုသလိုတိုက်လေရင်ရောက်လာပြီးဘေးပတ်ဝန်းကျင်မှာအချက်ပေးတန်တွေထွက်လာခဲ့ပါတယ်။အိုင်းဇက်ကဒေသတစ်ခုလုံးကိုအများပြည်သူဝင်ဝင်ပိတ်တော်မယ်ဆိုတာသဘောပေါက်သွားပါတယ်။အာနာပိုင်တွေကသူ့ကိုနှင့်မထုတ်ခင်ခြုံမုတ်သေးကိုဝင်ပုံလိုက်ပါတယ်။ ပြီးတော့ဥက္ကာခဲကျသွားတဲ့နေရာကိုခိုးသွားကြည့်တယ်။အဲ့ဒီကိုရောက်တော့အခါမှာတော့ UFO တစ်စင်းကိုတွေးလိုက်ရပါတယ်။အိုင်ဇက်ကင်မရာကိုဖွင့်ပြီး UFO ကိုရိုက်ဖို့စ조사ပေမဲ့အဲ့ဒီချိန်မှာ UFO ကလေထဲကိုရုတ်တရက်ပျောက်ခွေသွားခဲ့ပါတယ်။အိုင်ဇက်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါသူ့နောက်မှာ조사တယောက်ရပ်နေတာကိုတွေးလိုက်ရပါတယ်။အိုင်ဇက်ကတတ်နိုင်သမျှမတိမတာသူ့ကင်မရာကိုခလုတ်နှိပ်ခါရိုက်လိုက်ပါတယ်။조사ကအိုင်ဇက်ကိုခဏလောက်စိုက်ကြည့်ပြီးလက်ထွက်သွားခဲ့ပါတယ်။조사ထွက်ပြီးသွားတာနဲ့အိုင်ဇက်ကထွက်ပြေးဖို့조사ပေမဲ့ ပြင်းရင်တဝက်မှာသတိလစ်သွားခဲ့ပါတယ်။၃ရက်ကြာပြီးနောက်မှာသတိပြန်ရလာတဲ့အခါမှာတော့အရင်နေရာနဲ့မတူတဲ့နေရာတစ်ခုမှာနိုးလာခဲ့ပါတယ်။သူ့ကင်မရာကိုစစ်ကြည့်လိုက်တော့ဂျိုသားကိုရိုက်ထားတဲ့ဗီဒီယိုဖိုင်ပြင်သူ့ကိုယ်တိုင်မြေပြင်ကနေမြောက်တက်ပါသွားတဲ့မှတ်တမ်းမှာရှိနေတုန်းပါပဲ။သူ့လက်မောင်းမှာထူးဆန်းတဲ့အမှတ်အသားတစ်ခုကိုတွေ့လိုက်ရပါတယ်။အိုင်ဇက်အိမ်ပြန်ရောက်ပြီးအဲ့ရပေါ်မှာထိုင်ရင်တွေးတောနေမိပါတယ်။ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။အိုင်ဇက်က TV ကိုကြည့်လိုက်တဲ့အခါ TV ကမျက်စိရှိတဲ့ရုပ်တရက်ပြောက်ွယ်သွားခဲ့ပါတယ်။သူက TV ရှိတဲ့နေရာကိုလက်နဲ့ထိပါတယ်။ဒါပေမဲ့သူ့လက်ကမမြင်ရတဲ့အတားအဆီးတစ်ခုကိုဖြတ်သွားပြီးတခြားလောကတစ်ခုကိုဖြတ်သွားသလိုခံစားရပါတယ်။အိုင်ဇက်ကအဲ့ဒီနေရာကိုအာယုံစိုက်ကြည့်တော့ TV ကပြန်ပေါ်လာခဲ့ပါတယ်။သူကိုယ်တိုင် TV ကိုပြောက်ွယ်သွားအောင်လှုပ်လိုက်မိပြီဆိုတာကိုသတိထားမိပါတယ်။သူကဒီဖြစ်ရပ်ကိုကင်မရာနဲ့ထပ်ပြီးစမ်းသပ်ကြည့်ပါတယ်။သူ့ရဲ့စွမ်းရည်ကိုသေချာသိရအောင်လို့ပါ။ပြီးတော့ဆရာဝန်ကြီးသွားပြီး လက်မောင်းကိုဓာတ်မှန်ရိုက်ကြည့်ပါတယ်။ရလက်တွေကသူ့လက်မောင်းအယိုးကွဲထားတာကိုပြသနေပါတယ်။ဒါပေမဲ့ထူးဆန်းတာကအယိုးကွဲတဲ့ပုံစံကဖြောင့်တန်းနေပါတယ်။တစုံတစ်ယောက်ကဓာတ်နဲ့လှိဖြတ်ထားသလို ဖြစ်နေခဲ့ပါတယ်။အိုင်းဆက်အလုတ်ကိုရောက်သွားပြီးသူ့တငယ်ချင်းဘက်ကိုအရာဝတ္ထုတွေပျောက်သွားအောင်လုပ်နိုင်တဲ့သူ့ရဲ့စွမ်းရည်ကိုပြသခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့အရာကအိုင်းဆက်တယောက်တည်းပဲအရာဝတ္ထုတွေကိုပျောက်သွားတာကိုမြင်နိုင်တာဖြစ်ပြီးဘက်ကတော့ဘာမှမမြင်ရပါဘူး။အိုင်းဆက်က ဂျိုသားတွေရိုက်ထားတဲ့ဗူဒီယိုဖိုင်ကိုပြလိုက်တော့ဘက်ကအန်အောသွားပါတယ်အိုင်ဇက်ကဗူဒီယိုကိုသူတို့ရဲ့လှုပ်ဖို့ကင်ဘက်တယောက်ကိုပါပြကြည့်မယ်လို့ပြောပေမဲ့ဘက်ကဒါကိုလုံးဝသဘောမတူခဲ့ပါဘူးစိတ်ဒိုလာတဲ့အိုင်ဇက်ကအိမ်ပြန်ရောက်လာတော့ဗူဒီယိုကိုဂျိုသားပြန်ပေးဆွဲဗူဒီယိုဆိုတဲ့စာသားနဲ့အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုမှာတင်လိုက်ခဲ့ပါတယ်နောက်တစ်နေ့မနက်အိုင်ဇက်နိုးလာတော့သတင်းတင်ဆက်သူတယောက်စီကဖုန်းဝင်လာပြီးသူတင်ထားတဲ့ဗူဒီယိုနဲ့ပတ်သက်ပြီးသတင်းတစ်ပုဒ်လုတ်ချင်တယ်လို့ပြောခဲ့ပါတယ်အိုင်ဇက်ကသူတင်ထားတဲ့ဗူဒီယိုကို အမြန်စစ်ကြည့်တော့တညတွင်မှာကြီးစုသူတသန်းနီးပါးရှိနေပြီဆိုတာကိုတွေ့လိုက်ရပါတယ်ကွန်မန့်တွေကိုဖတ်ကြည့်တော့လူတွေရဲ့အမြင်တွေကကွဲပြားနေပါတယ်တချို့ကဗူရီယိုကိုအစစ်မှန်လို့ယုံကြည်ကြပြီးတချို့ကတော့ဒါကိုအတုလို့ပြောဆိုနေကြပါတယ်နေလုံးသတင်းဌာနတွေမဂဇင်းတွေစီကအင်တာဗျူးဖို့ဖုန်းနေစက်တိုက်ဝင်လာခဲ့ပါတယ်နောက်ဆုံးမှအိုင်းစက်ကဖီအားတွေကိုမခံနိုင်တော့ပဲသတင်းဌာနတစ်ခုမှပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အင်တာဗျူးမှာအိုင်းစက်ကဗူရီယိုကိုပြသပြီးလူသားတွေနဲ့တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုရှင်းပြပါတယ် ဒါကလူတွေကိုအမှန်တရားသိစေပြီးကူညီနိုင်မယ်လို့ထင်လို့ပါပဲဒါပေမဲ့အင်တာဗျူးသူကအိုက်ဇက်ကိုဂျိုသားနဲ့ဂျုံတွေးချိန်မှာကင်မရာယူထားတာတိတ်ကိုအစင်ပြေနေတယ်လို့လောင်ပြောင်ခဲ့ပါတယ်။နောက်ရက်အနေငယ်အတွင်းမှာအိုက်ဇက်ရဲ့ဇလန်းဟာမီဒီယာတွေထဲမှာပြန့်နှံ့သွားခဲ့ပါတယ်။လူတစ်ဝက်ကသူ့ကိုထောက်ခံပြီးကျန်တစ်ဝက်ကတော့အတန်ရှင်းရှာတာလို့ဆွဆွဲကြပါတယ်။ချိန်ကြလာတဲ့နဲ့အမျှလူအများစုကသူ့ကိုအကြံဖန်လို့ထင်လာခဲ့ကြပါတယ်။ဒါနဲ့အိုက်ဇက်ကအင်တာနက်ပေါ်မှာဂျိုသားတွေဂျုံတွေးခဲ့ရတဲ့အဖြစ်အပျက်တွေကိုရှာဖတ်ခဲ့ပါတယ်။ သူ့ရဲ့အဖြစ်အပျက်တွေနဲ့အခြားသူတွေရဲ့အဖြစ်အပျက်တွေကတော်တော်ဆင်တူးနေတာကိုတွေ့ခဲ့ရပါတယ်။သူတစ်ဖြင့်ဆာရာဆိုတဲ့မိန်းကလေးတယောက်ရဲ့ဇလန်းကိုတွေ့ပြီးသူကဆာရာကိုမဆိတ်ဖို့ကတွေးဆမှုချိန်လိုက်ပါတယ်။ဆာရာနဲ့အိုင်ဇက်တို့တွေ့တဲ့အခါမှာသူကဆာရာကိုရှင်းပြခဲ့ပါတယ်။အဘာဘာမှဂျိုသားတွေနဲ့တွေ့ဆမှုကအချိန်တော်ကြာကလေးကရှိနေခဲ့တာပါ။သူကသမိုင်းဝင်ပကြီးကားတွေမှာဂျိုသားတွေရဲ့ပုံတွေပါဝင်နေတာကိုပြသပြီးသိပ္ပံပညာရှင်တွေကလည်း အာဂါသကနေထူးဆန်းတဲ့အချက်ပြမှုတွေကိုလက်ခံရရှိခဲ့ကြောင်းပြောပြခဲ့ပါတယ်။ဆာရာကအိုင်းဇက်ကို1989ခုနှစ်မှာအလက်စကားပြည်နယ်ရန်ကဲမြို့မှာဖြစ်ခဲ့တဲ့ဂျိုသားပြန်ပြီးဆွဲမှုအကြောင်းမင်းတီလားလို့မေးခဲ့ပါတယ်။အိုင်းဇက်ကမသိဘူးလို့ဖြေတော့ဆာရာကရှင်းပြခဲ့ပါတယ်။ကားဆိုတဲ့လူတယောက်ပြန်ပြီးဆွဲခံရပြီး သူ့ဇလန်းကိုလူသိရှင်ကြားပြောပြပြီးအဲ့နောက်မှာတော့ပျောက်ဆုံးသွားခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ဒါကိုကြားပြီးအိုင်းဇက်ကသူ့ဗီဒီယိုဖိုင်ကော်ပီတွေကိုပြန်ပေးဆွဲသတင်းတွေအမြဲဖော်ပြတဲ့ online website တွေစီပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။စာတိုင်ပုံးနဲ့ထည့်နေတော့ကိတ်ဆိုတဲ့လူတစ်ယောက်ရောက်လာပြီးကူညီပေးပါတယ်။ကိတ်ကသူကစာရေးဆရာတစ်ယောက်ဖြစ်ပြီးမီဒီယာတွေကအိုင်းဇက်ကိုအပြစ်တင်နေတာတွေမတရားဘူးလို့ထင်တယ်လို့ပြောပြခဲ့ပါတယ်။အိုင်းဇက်ဘက်ကအသေးစိတ်ရှင်းပြခွင့်ရမယ် ဇလန်းတပုတ်ရေးကျင်တယ်လို့သူဆက်ပြောလာခဲ့ပါတယ်။ကဲ့ရဲ့ကမ်းလှမ်းမှုကိုတညာလုံးစဉ်းစားပြီးနောက်နေ့နေ့မနက်မှာလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ကဲ့ရဲ့ရုံးခန်းစီကိုရောက်ရှိသွားတဲ့အခါကိတ်ကအိုင်းဆက်ရဲ့ဇလန်းကိုယုံကြည်လာအောင်လှုပ်ဖို့အကောင်းဆုံးနည်းလမ်းကလိန်ညာစစ်ဆေးဆက် line detector ကိုသုံးဖို့ဆုံးဖြတ်ဖို့လိုတယ်လို့အကြံပေးခဲ့ပါတယ်။အိုင်းဆက်ကသဘောတူလိုက်ပြီးကိတ်ကလိန်ညာစစ်ဆေးဆက်ကိုဘယ်လိုတက်ရမလဲဆိုတာပြသပေးခဲ့ပါတယ်။အိုင်းဆက်ကသူ့ရဲ့ပြန်မေးဆွဲခံရတဲ့မေးခွန်းတွေကို အကုန်ဖြေပြီးတဲ့အခါမှာတော့ဘယ်ဖြေမှလိန်ညာမှုမဟုတ်ကြောင်းရလက်ထွက်လာခဲ့ပါတယ်ဒါပေမဲ့ကိတ်ရဲ့မျက်နှာအမူအရာကစိတ်ဖီစီးမှုတွေပြည့်နေသွားပြီးဘာမှမရှင်းပြပဲရုံငန်းအပြင်ကိုထွက်သွားခဲ့ပါတယ်အိုင်ဇက်ကသူ့နောက်လိုက်သွားတဲ့အခါအေဂျင့်တွေလိုဝတ်စားထားတဲ့လူနှစ်ယောက်ဇင်းညံထဲကိုလာနေတာတွေ့လိုက်ရပါတယ်အန်ရယ်ပြုတ်မဲ့ပုံစံတွေကြောင့်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့သူတို့ကတနက်နဲ့ပြစ်ပြီးအိုက်ဆက်သတိလက်သွားခဲ့ပါတယ်။သတိပြန်ရလာတဲ့အခါမှာတော့ သူ့ကိုဆက်ယုတ်နှစ်ယောက်ကဆွဲခေါ်သွားတာကိုတွေ့ခဲ့ရပါတယ်ဆက်ယုတ်တွေကသူ့ကိုအဖြူရောင်ခန်းထဲခေါ်သွားပြီးကလထိုင်းမှာချီနှောင်ထားခဲ့ပါတယ်အပြင်မှာဆာယာလဲဒီအဆောင်ထဲမှာဆွဲခေါ်ခံနေရတာကိုမြင်လိုက်ရပါတယ်အိုင်ဇက်ရှေကတီဗီစကရင်ပေါ်မှာကိတ်ပေါ်လာပြီးသူ့ရဲ့နာမည်အမှန်ကတော့ Agent Great ဖြစ်တယ်ဆိုတာကိုမိတ်ဆက်ပေးခဲ့ပါတယ်သူကအိုင်ဇက်ကိုမင်းရဲ့ထိတွေ့မှုစွမ်းရည်ကိုစစ်ဆေးမယ်လို့ပြောခဲ့ပါတယ်အမျိုးမျိုးသောအရာဝတ္ထုတွေကိုအိုင်ဇက်ရှေမှာယူလာပြီး အာယုံဆိုင်ခိုင်းပေမဲ့ဘာမှမဖြစ်လာခဲ့ပါဘူးနောက်ဆုံးမှအိုင်ဇက်ကပြောသမျှလုံနေတာတွေရက်လိုက်ပြီးသူနဲ့ဆာရာဘယ်မှာရှိတယ်ဆိုတာကိုသိကျင်တယ်လို့မေကွန်ထုတ်ခဲ့ပါတယ်ရိတ်က ကားဘယ်မှာရှိလဲဆိုတာကိုမင်းသိလားလို့ပြန်ပြီးတော့မေးခဲ့ပါတယ်အိုင်ဇက်ကကားအကြောင်းကိုမသိဘူးလို့လိန်ပြောလိုက်ပါတယ်ပြီးတော့အိုင်ဇက်ကကလတ်ထိုင်ကနေရုံထွက်ပြီးဆက်ရုပ်ကောင်တွေကိုတိုက်ခိုက်ခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ပြင်းဆာရာကိုအခန်းတစ်ခုထဲမှာတွေးလိုက်ပြီးသူစိတ်ဆွမ်းရင်နဲ့တကားကိုဖွင့်လိုက်နိုင်ခဲ့ပါတယ်ဆာရာနဲ့အိုင်ဇက်အတူတူထွက်ပြေးတဲ့အခါ ဆဲရုပ်တွေကသူတို့ကိုတနက်နေ့လိုက်ဖြစ်ပါတယ်ဒါပေမဲ့အဆောက်အုံတွေကနေထွက်ပြေးလွတ်မြောက်သွားပြီးသူတို့ရောက်နေတဲ့နေရာဟာကော့စတာရီကာနိုင်ငံထဲမှာရှိနေမှန်သိလိုက်ရခဲ့ပါတယ်အမေရိကသူလူတွေကိုအိုင်းဆက်တို့ကိုလိုက်ဖမ်းဖို့အမိန်ပေးခဲ့ပါတယ်ဘာလို့လဲဆိုတော့အိုင်းဆက်တို့ကကားကိုရှာဖို့ကြိုးစားမှဖြစ်ပြီးဂရိကလည်းအိုင်းဇက်တို့နောက်ခြေရခံလိုက်မိသွားပြီးကားရှိတဲ့နေရာကိုသိချင်လို့ပါအိုင်းဇက်ကငါအင်တာနက်ရရင်ကားကိုရှာနိုင်မှာ ူနဲ့တွေ့ပြီးစကားပြောချင်တယ်လို့ပြောခဲ့ပါတယ်။စားသောက်ဆိုင်တစ်ခုကဒေသခံအမျိုးသမီးတစ်ယောက်ကသူတို့ကိုဇက်ဆိုတဲ့လူကိုတွားတွေ့ဖို့လမ်းညွှန်ပေးခဲ့ပါတယ်။ဇက်ကအင်တာနက်ရဖို့ကူညီပေးနိုင်တယ်တဲ့။သူတို့တွေဇက်နဲ့တွေ့ခဲ့ပါတယ်။ဇက်ကဟက်ကာတစ်ယောက်ဖြစ်ပြီးဒီပညာမှာကျွမ်းကျင်သူတစ်ယောက်ပါ။ဒါပေမဲ့ဒီချိန်မှာဆက်ရုပ်ကောင်တွေကသူတို့ကိုလိုက်ရှာဖို့ရောက်ရှိလာပြီးထွက်ပြေးခဲ့ရပါတယ်။ဇက်ကသူတို့တော်တဲ့ကအိမ်ကိုခေါ်သွားခဲ့ပြီးအဲ့ဒီမှာခြေရခံလို့မရတဲ့အင်တာနက်ချိတ်ဆက်မှုတွေကိုရှိတယ်လို့ပြောပြခဲ့ပါတယ်။သွားတဲ့လမ်းမှာဇက်ကဆက်ရုပ်ကောင်တွေဟာနိုင်ငံတကာ အာကာသသုတေသနအစီအစဉ်ဖွဲ့ ISRB ဆိုတဲ့ထိပ်တန်းလေးဝက် agency အဖွဲ့အတွက်အလုံးလုံးနေတာလို့ရှင်းပြခဲ့ပါတယ်။ဇက်ကအကာကျွမ်းကျင်မှုကိုတုံးပြီးကားအကြောင်းကိုအင်တာနက်ပေါ်မှာရောအစိုးရမှတ်တမ်းတွေထဲမှာပါရှာကြည့်ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။အဲ့ဒီချိန်အိုင်းဇက်ကသူနဲ့သူ့တငယ်ချင်း back to ကနေဒါကနေထွက်လာတဲ့ထူးဆန်းတဲ့အချက်ပြတစ်ခုကိုရှာတွေ့ခဲ့တာကို ပြန်သတိရခဲ့ပါတယ်။သူတို့က NASA ဆာဗာတွေကို ဟက်ကာဝင်ပြီးအဲ့ဒီထူးဆန်းတဲ့အချက်ပြရဲ့မူရင်းရင်းမြစ်ကို ခြေရခံခဲ့ပါတယ်ဒီလိုနဲ့ကားရဲ့တည်နေရာကိုသိရှိလိုက်ရပြီးဇက်ကသူ့အိမ်မှာအသုံးပြုလို့ရတဲ့လက်တော်တလုံးရှိတယ်လို့ပြောခဲ့ပါတယ်လက်တော်နဲ့ဗီဒီယိုကောတစ်ခုခေါ်ပေမဲ့ကားကပထမမှာတော့မကင်ခဲ့ပါဘူးဒါပေမဲ့ဇက်ကကားရဲ့လက်တော်ကိုဟက်ကာဝင်လိုက်ပြီးအိုင်ဇက်ကလက်တော်ကိုပိတ်လို့မရခင်သူ့ရဲ့ပြန်ပေးဆွဲခဲ့တဲ့အဇလန်းကိုချက်ချင်းပြောပြခဲ့ပါတယ်အိုင်ဇက်က ခါရဲ့စကနယ်ကိုအာကာသာတဲကိုပြန်ပို့ခဲ့ပြီးအဲ့ဒီညမှာအဖြေတစ်ခုပြန်ရခဲ့ပါတယ်လို့ပြောပါတယ်ကာကအဲ့ဒီအဖြေကိုကြည့်ချင်တယ်လို့ပြောတာနဲ့အဖြေကိုပို့ပေးလိုက်ပါတယ်ကာကအဖြေတဲကဂျာပန်ကုတ်တွေကိုဖော်ထုတ်ပြီးအတန်ဖိုင်ဖြစ်ဖြန့်ကြည့်လိုက်ပါတယ်ဒေါသားတကောင်ရဲ့အတန်ထွက်လာတဲ့ပြီးသူတို့ငါရဲ့အကြမှာကားရဲ့အိမ်ကိုရောက်လာမဲ့အချိန်နဲ့ဒီနေရာကိုပြောပြခဲ့ပါတယ်ဒါကိုကြားပြီးတဲ့နောက် ကားကရုတ်တရက်သူ့ကွန်ပျူတာကိုပိတ်ချလိုက်ပါတယ်အိုင်ဇက်ကကားရဲ့အိမ်ကို သွားကြမယ်လို့ပြောပေမဲ့ဆာယာက စိတ်မပါခဲ့ပါဘူး။ဒါပေမဲ့ဇက်ကတော့စိတ်လို့ရှားစွာနဲ့ကျွန်တော်လဲလိုက်လို့ရမလားလို့မေးခဲ့ပါတယ်။ဇက်ကကော့စတာရီကာဒီမာရှိတဲ့သူ့ဆက်သွယ်တွေကိုတုံးပြီးသူတို့ကိုကနေဒါကိုပို့ဖို့ပုံတိကလေးရင်တစဉ်စီစဉ်ပေးခဲ့ပါတယ်။ဒီအတော်တွင်ဂရိတ်ကအိုင်ဇက်နဲ့ဆာရိုစီမှာခြေရာကန်ဆက်တွေထည့်ထားပြီးသူတို့ကိုခြေရာခံနေခဲ့ပါတယ်။ရှေလျားတဲ့ခီးစဉ်တစ်ခုကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ဇက်ဆာရာအိုင်ဇက်တို့ကားရှိတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။ ကားကအစာပိုင်းမှာသူတို့ကိုတန်တရားဝင်ခဲ့ပေမဲ့နောက်တော့သူ့အိမ်ထဲကိုဖိတ်ခေါ်ခဲ့ပါတယ်သူကဂျိုသားတွေပြန်မေးဆွဲတာခံခဲ့ရပြီးတဲ့နောက် agent grade တို့ရဲ့ ISRB အဖွဲ့ကနေဖမ်းဆီးခေါ်သွားခဲ့ပေမဲ့ထွက်ပြေးလွတ်မြောက်ပြီးပေါ်အောင်နေခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်သူဂျိုသားတွေကိုထပ်ဆက်သွယ်ဖို့အနည်း20ကြာစူးစမ်းခဲ့ပြီးတဲ့နောက်မှာတော့ဂျိုသားကုတ်တွေကိုအတန်ဖြစ်ဘာသာပြန်ပြီးအဲ့ဒီအတန်ကိုအင်္ဂလိပ်ဘာသာစကားဖြင့်ပြောင်းလဲဖို့ program တွေကိုမနာတမ်းဖန်တီးခဲ့ပါတယ် အခုဂျိုသားတွေရောက်လာတဲ့အခါသူတို့နဲ့စကားပြောဖို့နီလန်းရှိပြီဆိုတာပါပဲနောက်နေ့ရက်တွင်ဂျိုသားတွေရောက်လာဖို့စောင့်နေတော့စာရနဲ့အိုင်ဇက်ကတစ်တော်ထဲမှာအတူတူအချိန်ဖြုံးရင်းတယောက်နဲ့တယောက်ယင်းလာခဲ့ပါတယ်ဇက်ကတော့ကားရဲ့ပစ္စည်းကိရိယာတွေကိုစူးစမ်းစိတ်နဲ့လေ့လာနေခဲ့ပါတယ်ဂျိုသားတွေရောက်လာမယ့်နေ့မှာအိုင်ဇက်ကမြေကြီးတွေလှုပ်တယ်လို့ခန်းစားလိုက်ရပါတယ်ကားကဒါကဂျိုသားတွေနီးလာပြီလို့ပြောခဲ့ပါတယ်အိုင်ဇက်ကတော်ထဲကိုထွက်သွားပြီးဂျိုသားတွေကိုရှာတယ် တွေ့တဲ့အခါမင်းတို့ဘာလို့ချင်လဲလို့မေးတယ်။နောက်ပိုင်းမှာအားလုံးကကားရဲ့ဘာသာပြန်စက်ကိုအသုံးပြုပြီးဂျိုသားတွေနဲ့ထိုင်ပြီးစကားပြောခဲ့ကြပါတယ်။ဂျိုသားတွေကသူတို့ဟာဆေးပညာ၊ယူမဗေဒ၊နီးပညာနဲ့သိပ္ပံပညာရက်တွေကိုလုံးဝကျွမ်းကျင်ပြီးပြီလို့ပြောပါတယ်။အခုတော့သူတို့ဟာပိုကြီးမားတဲ့အရာတစ်ခုကိုရှာဖွေနေခဲ့ပါတယ်။စကြဝဠာရဲ့မူလအဆကိုရှာဖွေနေတာလို့ဆိုခဲ့ပါတယ်။အိုင်းဆက်ကဒါဆိုလူသားတွေကိုဘာလို့လေးလာနေတာလဲလို့မေးတော့ဂျိုသားတွေက လူသားတွေမှာတိုင်းတာလို့ရတဲ့ထူးခြားတဲ့အော်ရာဆိုတဲ့အလင်းရောင်တစ်မျိုးရှိတယ်လို့ဖြေခဲ့ပါတယ်။ဂျိုသားတွေကအိုင်းဆက်ကိုဖျားသခင်ယေရှုရဲ့ပုံရိပ်တစ်ခုကိုပြပြီးဒီလူကဘယ်သူလဲလို့မေးပါတယ်။အိုင်းဆက်ကသူ့အကြောင်းကိုဘာလို့သိချင်တာလဲလို့ပြန်မေးလိုက်ပါတယ်။ဂျိုသားတွေကယေရှုဟာဆက်ကြော်ရာရဲ့မူလအဆနဲ့ဘိုးချက်ဖြစ်ပုံရတယ်။သူနဲ့လူသားတွေထဲမှာအော်ရာကြားမှာဆက်ဆက်မှုတစ်ခုရှိတယ်လို့ပြောပြခဲ့ပါတယ်။စာရာကသူတို့နှစ်ယောက်ရဲ့လက်မောင်းပေါ်မှာအမှတ်သားတွေဘာကြောင့်ရှိနေတာလဲလို့မေးခဲ့ပါတယ်။ဂျိုသားတစ်ကောင်က စက္ကရိယတစ်ခုကိုထုတ်သုံးပြီးစာရာရဲ့လက်မောင်းကိုတန့်ဆင်အောင်ခွဲလိုက်တယ်အဲ့ဒီထဲကနေခြေအခံကရိယာတစ်ခုထွက်လာခဲ့ပါတယ်ဒူသားတွေကသူတို့ရဲ့မှတ်တမ်းအတွက်ဒီကရိယာကိုထည့်ထားခဲ့တာပဲဖြစ်ပါတယ်ဒူသားတွေကအိုင်းဆက်ကိုမင်းတို့ကဘာမှမြင်မယုံနဲ့ဒါပေမဲ့ငါတို့တိုးတက်မှုအားလုံးပြီးသွားတဲ့နောက်မှာတော့ယုံမမြင်တယ်ဆိုတာကိုသင်ယူခဲ့ရပါတယ်လို့ပြောပြခဲ့ပါတယ်အဲ့ဒီချိန်မှာဂရိနဲ့သူ့လူတွေရောက်ရှိလာပြီးကားကိုအပြင်ထွက်လာဖို့အော်ဟစ်တောင်းဆိုကြပါတယ်အဲ့ဒီမှာသိလာရတာက ဂရိကကားကိုကိုယ်ေးကိုယ်တာအာဂါရတခု ထားရှိထားတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကားပြန်မေးဆွဲခံရတဲ့အချိန်တုန်းကသူ့ရှေ့မှာထရက်ကားတွေကဂရိရဲ့ဖခင်ပါရှိနေခဲ့လို့ပဲဖြစ်ပါတယ်။ဂရိကသွားခဲ့ကြတာချင်းအတူတူသူ့ဖခင်ကြဘာလို့ပြန်မတွေ့ခဲ့ရတာလဲလို့ဆိုတာကိုမေးခဲ့ပေမဲ့ကားမှာအဖြေမရှိခဲ့ပါဘူး။ဂရိကစိတ်တူလာပြီးသူ့လူတွေကိုကားကိုတနက်နဲ့ပြစ်ခိုင်းခဲ့ပါတယ်။ဆာယာကကားကိုကူညီဖို့အပြေးသွားခဲ့ပေမဲ့သူလည်းအပြစ်ခံလိုက်ရခဲ့ပါတယ်။ဂျိုသားကအိုင်းဆက်ကို အာယုံဆိုင်ပြီးမင်းရဲ့အာယုံခံစားမှုကိုသုံးကြည့်လို့ပြောခဲ့ပါတယ်။အိုင်ဇက်ကအဲ့ဒီတိုင်လုံးလိုက်တော့အိမ်တစ်ခုလုံးအခြားလောကတစ်ခုစီကိုပို့လိုက်ပြီးအားလုံးကိုဂရိတ်နဲ့သူ့လူတွေစီကနေဝေးရာကိုခေါ်သွားနိုင်ခဲ့ပါတယ်။လူသားတွေကသူတို့ရဲ့စွမ်းရင်ကိုသုံးပြီးဆာရာနဲ့ကားကို ပြန်ကောင်းအောင် လုပ်ပေးခဲ့ပါတယ်။သူတို့အားလုံးဂရိတ်နဲ့သူ့လူတွေရှေ့ကအေးဆေးဆေးဖြတ်လျှောက်ပြီးဂျိုသားတွေ UFO နဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။6လအကြာမှာအိုင်းဆက်နဲ့ဆာရာဟာ ဝေးလံတဲ့ကျွန်းတစ်ခုပေါ်မှာတာမန်ဘဝနဲ့နေထိုင်ခဲ့ကြပြီးသူတို့ဟာချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်ဒီအချိန်မှာဇက်နက်ကားကမြေအောင်နီးပညာအေဂျင်စီကိုစတင်တည်ထောင်ထားပါတယ်ဂရိတ်ကတော့ကားရဲ့အိမ်မှာဥပဒေမဲ့လောက်ရက်တွေလုခဲ့တာတွေကြောင့် ISRB ကနေအလုပ်ထုတ်ခိုင်းလိုက်ရပါတယ် ISRB ကတော့ဗီဒီယိုမှတ်တမ်းတွေကိုပုံမှန်ဆက်လုပ်နေပြီး website တစ်ခုမှာအမြဲတမ်းတင်ဆက်ပေးနေခဲ့ပါတယ် issue အားပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ် ီလိုအကြောင်းအရာမျိုးတွေကိုသဘောကျနှစ်ချိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်ဘယ်စကားကိုအပြန်အလှန်ခံစားခြင်းလဲဆိုတာကိုကျွန်တော်တို့ကို comment လေးမှာပြောပြ